ဒီကတပတိကိုရွတ်ပြီဆိုလို့ရှိရင်အဓိကဖျားကိုအာရုံပြုတ်ပြီးရွတ်ဖို့ပဲ။သူကနှိုင်းရှင်တာနေဆိုတာနေမှအလင်းအောင်ပေးတာလာဆိုတာညမှအလင်းအောင်ပေးတာရှင်မင်းဆိုတာလဲမဲဝတ္တသံတွေစင်ထားမှသူကတင့်တယ်။ဈာနာဆိုတာလဲဇံဝေစားနေတဲ့အချိန်မှာတင့်တယ်။မြတ်စွာဘုရားကတော့အဲ့လိုလိုမဟုတ်ဘူး။နေရောညာရောနော်။ ဆံဝင်စားသည်ဖြစ်စေဝင်သားသည်ဖြစ်စေမြတ်စွာဘုရားဟာအမြဲတမ်းတကူတော်နဲ့တင့်တယ်နေပါတယ်ဘုရားကိုပူဇော်တဲ့ခန္ဓာတာအဲ့ဒါကိုအယုံပြုပြီးတော့ရွတ်တက်တယ်ပေါ့နော်အဲ့ဒါကိုအပြုနေနဲ့နှိုင်းရှင်ကြည့်တာနေဆိုတာနေ့ပဲညကြမလင်းတော့လာလည်းညပဲနေ့ဆိုမသားနိုင်ဘူးနော်ဘယင်းဆိုတာလည်း ရိုးရိုးအယောင်ဝင်ရစားနဲ့လာရင်ဘယင်မှမသိတာဉာဏ်နာပုဂ္ဂိုလ်ဆိုတာလက်ဆောင်ဝင်စားရင်တမန်ပုဂ္ဂိုလ်လို့ဖြစ်နေတော့မြတ်စွာဘုရားကျတော့အဲ့ဒါလို့သူအချိန်လိုက်ဖြစ်တာမဟုတ်ဘူးဘုရားဟာအစင်သာဝရကိုမြတ်စွာဘုရားရဲ့ခုံးလေးဟာဓမ္မကြည်နူးเสียကောင်းတယ်ဆိုတာအာယုံပြုတ်ပြီးတော့အဲ့ဒါလို့ပြောရမှာ